အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ပဲထမင်းရောင်နဲ့အဖွားအိုဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်တူအဲနာပါအရန်ကိုစင်ရတဲ့ပိန်တွတ်တွဲအဖွားအိုတယောက်ကတော့လမ်းဘေးမှာပဲထမင်းချက်ရောင်းနေခဲ့ပါတယ်အမေကြီးရေကျွန်တော်ပဲထမင်းလေးတပွဲလောက်ထည့်ပေးစမအောင်ဗျာအမေကြီးချက်တဲ့ပဲထမင်းကအရန်အရသာရှိတယ်ဆိုပြီးအားလုံးကလည်းပြောနေကြတယ် ေးตาเยနင်ကကြားပဲကြားဘူးတာမစားဘူးတိမမလားအခုငါ့ရဲ့ဘဲထမင်းဘလောက်အရသာရှိပြီးစားကောင်းလဲဆိုတော့ကိုစားကြည့်လိုက်တကယ်အရသာရှိပြီးတော့စားလို့ကောင်းတာပဲကျွန်တော်ကြားထားတာထက်ပိုပြီးအရသာအရန်ရှိတယ်ဒီလိုနဲ့ပဲဒီဆိုင်မှာဘဲထမင်းစားဖို့အတွက်လာကြတဲ့သူတွေကအများအပြားရှိပါတယ်ဒီရမှာတော့တတိယသားလေးတယောက်ကသူ့ရဲ့ဖခင်ဖြစ်သူနဲ့အတူတူဒီလန်းကနေဖြတ်သွားပါတယ်။အဖေကားခဏလေးရှက်ခိုင်းပါအောင်။ဒီအဖွားအကြီးကိုကျွန်တော်အမြဲတမ်းဒီနေရာမှာတွေ့ရတယ်တိလား။ ရာဒီအိုတိုတလောက်အေးခဲနေရတော့မှသူကလမ်းမေးလေးမှာထိုင်ပြီးပဲထမင်းရောင်းနေခဲ့ရလေ။သူ့ကိုကျွန်တော်အတော်လေးသနာရယ်ဗျာ။ဒါရီမြို့မှာအခုလိုဆင်းရဲသားတွေကအများကြီးပဲ။အဖေဒီမှာခဏလေးစောင့်တော့သာအခုချက်ချင်းပြလာခဲ့မယ်တိလား။ရော်နာကလည်းစောင့်အထူးတထည့်ယူသွားခဲ့ပြီးနောက်မှာတော့ကောင်သားကိုခြုံပေးလိုက်ပါရယ်။နင်ကဘယ်သူများလဲဒါလေးရဲ့ကျွန်တော်အဖွားအကိုဒီမှာအများအတိုင်းတွေ့ပါရယ်။မိသားစုဝင်တွေပါရယ်ဘယ်သူမှမရှိကြဘူးလား။ ။ဘလောက်တောင်မှအသက်ကြီးနေပြီ။ဘာဖြစ်လို့ဒီအလောက်တွေကိုလုံနေရသေးတာလဲ။ตาလေးရေနေရအခုရမ်းငယ်သေးတယ်။ဒါတွေကိုနင်နားလည်းမဟုတ်ပါဘူး။တကယ်လို့ငါချက်ထားတဲ့ပဲထမင်းကိုစားခြင်းနဲ့ဆိုလို့ရှင်တော့ပြောနော်။ရော်နက်ကလည်းထမင်းစားပြီးနောက်မှာတော့ပြန်ထွက်လာခဲ့လိုက်ပါရဲ့။ငါဘာဖြစ်လို့အခုလိုလုံနေရလဲဆိုတော့ကိုဘယ်သူကိုမှပြောပြလို့မရဘူးငါမသိခင်မှာခလေးတွေအသက်ကြီးရွယ်ပိုတွေမတန်ဆွမ်းတဲ့သူတွေဒုက္ခိတတွေအားလုံးနေထိုင်လို့ရတဲ့ရှိတ်တာဆောင်တစ်ခုဖွင့်လှစ်ပေးတော့ခြင်းနဲ့ လူကြီးတွေကလည်းကလေးတွေရဲ့ချစ်ချင်းမြတ်တာကိုရရှိပြီးကလေးတွေကလည်းမိဘမြတ်တာကိုရရှိသွားကြလိမ့်မယ်။ငါရဲ့ဒီဆုတောင်းတွေအကုန်လုံးကပြေဝပါမလားမပြေဝဘူးလားဆိုတာကိုတော့ငါကိုယ်တိုင်လည်းမသိရဘူး။ငါရဲ့အတကလည်းအခုဆိုရင်အတော်လေးကြီးနေပြီးလောကကြီးမှာပဲအချိန်ထိငါနေထိုင်နိုင်အောင်ပါလေ။ဒီလမ်းဘေးမှာပဲနေနေနေတရားကြရင်တော့ငါအသက်ပေးသွားရလိမ့်မယ်နဲ့ကြူပါရယ်။တဖြည်းဖြည်းနဲ့ညနေဆောင်သွားခဲ့တဲ့အခါမှာကောင်သားကတော့ရှိတဲ့ပစ္စည်းတွေအထောက်တွေအားလုံးကိုသိမ်းပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ပါရယ်။ ရောနက်ကလည်းဖွားဝကြီးပမာနေထိုင်နေလဲဆိုတော့ကိုသိချင်တဲ့အတွက်အနောက်ကနေတိတ်တဆိတ်လိုက်ကြည့်ခဲ့ပါရယ်။ဒီအဖွားဝကြီးတကယ်ပဲဗမာနေရလဲဆိုတော့ကိုတော့ငါသိအောင်လုပ်မှဖြစ်မယ်။ကန်သားကတော့သွားနေသွားနေနဲ့တောအုပ်ထဲကိုဝင်သွားခဲ့ပါရယ်။ရောနက်ကလည်းအနောက်ကနေတဖြည်းဖြည်းလိုက်သွားခဲ့ပါရယ်။သူလည်းတောအုပ်ထဲဝင်သွားခဲ့ရပေါ့။ကန်သားကလည်းနည်းနည်းတန်တရားဝင်သွားတဲ့အတွက်အနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ရောနက်ကတစ်ပင်ရဲ့အနောက်မှာပုံကွက်နေလိုက်ပါရယ်။တေမင်းကငါးနောက်ကိုလိုက်နေရများလားမသိပါဘူး။ဒုက္ခပါပဲ။ ဒီကြောက်ထဲကိုတော့ဘယ်သူမှလာကြမှာမဟုတ်ဘူး။စကားကိုပြောပြီးနောက်မှာတော့ကန်တာကလည်းရှေးစားသွားနေခဲ့ပါလေ။ရော်နက်အပြင်ကိုထွက်လာခဲ့တဲ့အခါမှာတော့ကန်တာမရှိတော့ပါဘူး။နေရာကနေပြောက်ွယ်သွားခဲ့ပါပြီ။တောင်းတစ်ခုလုံးကိုသူလိုက်ရှာကြည့်နေခဲ့ပေမယ့်အဖွားအိုကြီးကိုတော့သူရှာလို့မတွေ့ခဲ့ပါဘူး။ငါရဲ့ဘဝမှာရည်ရွယ်ချက်တစ်ခုပဲရှိတော့တယ်။အဲ့ဒါကတော့ဒီအဖွားအိုကြီးရဲ့လှဝတ်ချက်ကိုဖော်ထုတ်ဖို့အတွက်ပဲ။နောက်နေရောက်သွားခဲ့တဲ့အခါမှာရော်နက်ကကောင်တာရဲ့ဆိုင်ကိုရောက်ရှိလာခဲ့ပြီးပဲထမင်းဝယ်စားခဲ့ပြန်ပါတယ် ဒီနောက်မှာတော့အဖွားအကြီးရဲ့ဘဝအကြောင်းလေးကိုလည်းသူကမေးမြန်းခဲ့ပါသေးတယ်။ကန်တာကတော့ဘာတစ်ခုမှမပြောပြခဲ့ပါဘူး။ဒီလိုနဲ့ပဲနောက်အနေငယ်ကြောင်မြင်တဲ့အထိရော်နက်မလာတော့ပါဘူး။တရမသူပြန်ရောက်လာခဲ့ပေမဲ့အဖွားအကြီးကိုနေရာမှာမတွေ့ရတော့ပါဘူး။သူလည်းအနီးပတ်ဝန်းကျင်ကလူတွေကိုလိုက်မေးကြည့်လိုက်ပါတယ်။ဦးလေးကြီးရဲ့ဒီနောက်မှာဘဲထမင်းရောင်းနဲ့ပိန်ပိန်တွယ်တွယ်နဲ့အဖွားအိုလေးမြုပ်လျှောက်သွားလေ။အော်တားရဲ့မနေ့ကတော့ကစီပင်ကလူတွေရောက်လာပြီးသူ့ရဲ့ဆိုင်ကိုဖျက်ဆီးသွားကြတယ်။ ဒီနေရာမှာမဟုတ်ရောင်းလို့မရဘူးဆိုပြီးတော့သူ့ပစ္စည်းတွေအကုန်လုံးကိုလည်းဖျက်ဆီးသွားတော့သူလည်းဘယ်ဟိုရောက်သွားလဲမသိတော့ပါဘူးသူ့အကြောင်းကိုဘယ်သူမှသိကြတာလည်းမဟုတ်ဘူးလေသူကလည်းသူ့အကြောင်းဘယ်သူကမှပြောပြတာမဟုတ်ဘူးရော်နတ်ကလည်းတရက်ကလုံးဘွားအိုကြီးကိုလိုက်ရှာနေခဲ့ပေမဲ့ဘယ်မှမရှာလို့မတွေ့ခဲ့ပါဘူးအခုဆိုရင်တော့ကန်တာကလည်းဘတ်စကာမှတိုင်းတာမှာသူ့ရဲ့ဘဲထမင်းဆိုင်လေးကိုပြောင်းရွှေ့ဖွင့်လင်းရောင်းချနေခဲ့ပါတယ်ငါရဲ့ဆိုင်လေးအဆင်ပြေပြေနဲ့ဖွင့်ထားခဲ့တာကိုဘာဖြစ်လို့များသူတို့အခုလိုလောက်ရတာလည်းမသိပါဘူးငါရဲ့ပစ္စည်းတွေအကုန်လုံးကိုလည်းယူပြီးဖျက်ဆီးပြစ်လိုက်ကြတယ် ဒါပေမဲ့ငါမသေးခင်မှာငါရဲ့စိတ်ကူးအိမ်မက်တွေအားလုံးကိုတော့ရှောင်းအကောင့်ထည့်ဖို့ပြီးမှသိမယ်။တစ်ဖက်မှာရော်နက်ရဲ့ဖခင်ဖြစ်သူကတော့ဟိုတယ်အကြီးကြီးတွေကိုပိုင်းတဲ့တထေးကြီးတူပဲဖြစ်ပါတယ်။ရော်နက်ကလည်းသူ့ရဲ့တငယ်ချင်းတွေနဲ့အတူတူရှောင်းလေဖို့အတွက်အစီအစဉ်တစ်ခုရေးဆွဲထားခဲ့ပါတယ်။အဖေကျွန်တော်ရဲ့တငယ်ချင်းတွေနဲ့အတူတူကျွန်တော်တခြားတစ်မျိုးကိုရှောင်းလေမလို့အဲ့ဒီမှာစောင်းရသည်တတော်လေးပျော်စရာကောင်းတယ်ဆိုပြီးတော့ကြားထားတယ်။ကောင်းပြီသားလေးရေ။အဖေဒရိုင်ဘာကိုပြောပြီးတော့ပို့ခိုင်းလိုက်မယ်နော်။ ကျွန်တော်မှာတငယ်ချင်းတွေအများကြီးရှိတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေနဲ့အတူတူပဲကျွန်တော် line ကစီပြီးတွားလိုက်တော့မယ်သူကလည်းတငယ်ချင်းတွေနဲ့အတူတူကားမတိုင်ကိုတွားလိုက်တဲ့အချိန်မှာပဲကန်တားကိုတွေ့လိုက်ရပါတော့တယ်သူကအဖွားအိုကြီးစီကိုအပြေးလွာတွားလိုက်ပါတယ်အမေကြီးရေကျွန်တော်အမေကြီးကိုလိုက်ရှာနေရတော်လေးကိုကြာနေပြီတိလားကျွန်တော်ဘယ်မှမရှာလို့မတွေ့ခဲ့ဘူးဗျာအေးငါလည်းလည်းဘလို့ပြောပြရမလဲအစိုးရကငါရဲ့ဆိုင်ကိုဖယ်ရှားပြစ်လိုက်တယ်လေကျွန်တော်အခုတငယ်ချင်းတွေနဲ့အတူတူတခြားတစ်မျိုးကို တော်လေမလို့လေနောက်ထပ်15ရက်ကြာရင်တော့ပြန်လာခဲ့မယ်နော်အဲ့ဒီခါလာတွေ့မယ်ရောနတ်ကလည်းတငယ်ချင်းတွေကိုခေါ်ပြီးထွားခွာသွားခဲ့ပါ ರೀ တငယ်ချင်းတို့ရေငါပြောပြထားတဲ့လှဝါချက်တွေများတဲ့အဖွားအိုးဆိုတာကသူပဲငါတို့အစီအစဉ်ကိုအခုပြန်ပြောင်းမှဖြစ်မယ်ငါတို့တခြားတမျိုးကိုမတော်တော့ဘူးအဖွားအိုးကြီးတကယ်ဗမာနေရာလဲဆိုတာကိုတိရောက်အောင်လုပ်ကြမယ်ကောင်းတာပေါ့ရောနတ်ကြီးရဲ့ဒါလို့ရတာပိုတောင်းပြောဖို့ကောင်းသေးတယ် မြဘကောင်တာပြည့်စည်ပြီးအားလုံးသိမ့်ပြီးအိမ်ကိုပြန်နေခဲ့တဲ့အချိန်မှာရော်နက်တို့တငယ်ချင်းအုပ်စုကလည်းတူနောက်ကနေလိုက်ပါသွားခဲ့ကြပါတယ်။အဖွားအကြီးကလည်းတောအထဲကိုပြန်ဝင်သွားခဲ့တာပေါ့။တငယ်ချင်းတွေကလူစုခွဲပြီးတူနောက်လိုက်ခဲ့ကြပါတယ်။ဒီနေ့မှာတော့အဖွားအကြီးပမာနေရလဲဆိုတာသိအောင်လုပ်မယ်ဆိုပြီးရော်နက်ကိုရိုင်းကလည်းဆုံးဖြတ်ထားခဲ့ပါတယ်။သွားနေသွားနေနဲ့အဖွားအကြီးကလည်းတောအထဲကိုရောက်ရှိသွားပါတယ်။တောအထဲရောက်ရှိသွားခဲ့တဲ့အခါမှာသူကမြက်ပင်တွေကိုဖယ်လိုက်တာနဲ့အဖွားအကြီးတခုရဲ့ဝင်သွားခဲ့ပါတယ်။ သူတွင်တဲ့ကိုဝင်သွားခဲ့ပြီးနောက်မှာတော့အပေါ်ကမြက်တွေကိုပြန်ပိတ်ထားလိုက်ပါတယ်။တငယ်ချင်းတို့ရဲ့အဖွားအိုကြီးကဒီတွင်ကြီးရဲ့မှာနေထိုင်နေရပဲ။ရော်နက်နဲ့သူ့ရဲ့တငယ်ချင်းတွေကလည်းမြက်တွေကိုဖယ်ပြီးတော့တွင်ကြီးရဲ့ဝင်သွားခဲ့ကြပါတယ်။အမေကြီးရေအမေကြီးဒီမှာနေရလား။ဒီနေ့တော့ကျွန်တော်တခါတည်းပြောလိုက်တော့မယ်နော်။အမေကြီးရဲ့အကြောင်းအဆုံကိုကျွန်တော်တို့သိချင်တယ်။ကျွန်တော်တို့ကိုသိချပြောပြ။မဟုတ်ရင်တော့ကျွန်တော်တို့ဒီကနေသွားမှာမဟုတ်ဘူး။ကောင်တားရဲ့မျိုးလုံးတဲကနေမျက်ရည်တွေစီးကြလာခဲ့ပါရဲ့ တားလေးရေငါစီမှာနင်းလိုမျိုးတားလေးတယောက်ရှိခဲ့ပူတယ်။သူ့မွေးဖွားလာတာနဲ့ငါယောက်ျား꽌လုံးသွားခဲ့တယ်လေ။ငါလည်းအခုလိုမျိုးပဲထမင်းရောင်ပြီးငါတားလေးကိုကျိုးမွေးပြုစုဆောက်ရှောက်ပေးခဲ့တယ်။ပညာသင်ကြားပေးခဲ့တာပေါ့။သူလည်းအလောက်ကင်ကောင်းကောင်းတခုရရှိသွားခဲ့တယ်။ငါသူ့ကိုလက်ထပ်ပေးခဲ့တယ်။ဒီတော့တရမှာသူ့မိမကသူ့ကိုပြောခဲ့တယ်။ရှင်ဘာဖြစ်လို့အခုချိန်ထိရှင်ရဲ့အမေကိုဘိုးဘွားဟိတ်တာကိုမပို့ရသေးရလဲ။ရှင်အလောက်ရကလေးကသူ့ဘာအလောက်မှမလောက်တော့ဘူးနော်။ကျမတို့အိမ်မှာအေးဆေးလက်နေလို့မရဘူးရှင်။ ငါကိုယ်တိုင်လည်းဒီကိစ္စတွေကိုစဉ်းစားနေရပဲဒါပေမဲ့အမေကိုဘယ်လိုပြောရင်ကောင်းမလဲဆိုပြီးဘယ်လိုမှစဉ်းစားလို့မရဘူးဖြစ်နေတယ်။သူတို့ပြောတဲ့စကားကိုငါလည်းကြားခဲ့တာနဲ့အိမ်ကနေတခါရဲထွက်လာခဲ့လိုက်ကြတာ။ငါလည်းဘိုးဘွားရိတ်တာကိုမတော်ချင်ဘူးလေ။အဲဒီအချိန်ကလေးကငါလည်းဒီစကားတွေကိုအသေးသေးဆွဲနေအောင်ဖတ်ထားခဲ့ရ။မိဘတွေအသက်ကြီးလာတဲ့အခါကျရင်တော့သားသမီးတွေအားလုံးဒီလိုပဲလောက်ကြရဲဖြစ်မယ်။အဲဒါကြောင့်ငါလည်းဂေဟာလေးတစ်ခုဖွင့်ခြင်းနဲ့ငါမသေးခင်မှာအဲဒီဂေဟာလေးကိုဖွင့်ပေးသွားခြင်းနဲ့ အဖွားရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာတော့နှစ်နဲ့တရက်တငယ်ချင်းတွေမျက်ရည်စည်းကြနေခဲ့ကြပါဗျ။အဖွားကြီးကျွန်တော်နဲ့အတူတူလိုက်ခဲ့ကျွန်တော်အိမ်မှာကျွန်တော်နဲ့အတူတူလာနေကျွန်တော်မအမေမရှိဘူးကျွန်တော်အမေတယောက်ရဲ့မြေတားကိုလိုအပ်ပါတယ်။ပြီးရင်တော့ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီးအမေကြီးရဲ့ဆန္ဒတွေအကုန်လုံးကိုဖြည့်ဆည်းပေးမယ်လေ။မဟုတ်ကြတာလေးရဲ့ငါမသိခင်မှာဘယ်သူအပေါ်ကောမှဝင်တော့ဝင်ဖို့မဖြစ်စေချင်တော့ပါဘူး။လုံးဆရာရှိတဲ့အလုပ်တွေအကုန်လုံးငါတယောက်တည်းလုပ်ဖို့အတွက်ဆုံးဖြတ်ထားတယ်။ရော်နက်နဲ့တရက်တငယ်ချင်းတွေဘလောက်ပဲရှင်းပြနေပါစေအဖွားအိုကြီးကတော့လက်မခံကြတော့ပါဘူး။ တို့လည်းနောက်ဆုံးမှာတော့လက်လျှော့ပြီးအိမ်ကိုပြန်လာခဲ့ကြရပါတယ်။ရော်နက်ကလည်းကိစ္စတွေအားလုံးသူရဲ့ဖခင်ဖြစ်သူကိုပြောပြလိုက်ပါတယ်။ဖခင်ဖြစ်သူကသူ့ဟိုတယ်ရဲ့မနေဂျာကိုကန်သားရှိတဲ့နေရာကိုလွှတ်လိုက်ပါတယ်။အမေကြီးရဲ့ကျွန်တော်ရဲ့အလုပ်ကိုကယ်တင်ပေးပါကျွန်တော်မဟုတ်ရင်အလုပ်ပြုတ်သွားလိမ့်မယ်။ကျွန်တော်အမေကြီးရဲ့အကြောင်းတွေအများကြီးကြားဘူးပါတယ်။တထေးရပြောတယ်ဘလို့မဆိုဟိုတယ်ကိုရောက်အောင်ခေါ်လာခဲ့ပါတယ်။ကျွန်တော်သာအမေကြီးကိုမခေါ်တော့ဘူးဆိုလို့ရှင်တော့သူကကျွန်တော်ကိုအလုပ်ထုတ်ပြမှာ။ ကျွန်တော်မှကလေးငယ်လေးပဲရှိနေလို့ပါတို့အကုန်လုံးငတ်ပြကုန်ကြလိမ့်မယ်။အမေကြီးပဲတို့ကိုကဲတင်ပေးနိုင်တော့ကြည့်ပါအောင်ကြည့်ပါအောင်ဦးလေးကြီးကအတင်လုံးနေရအရင်အောင်ကောင်းနေနော်။သူရဲ့တရုတ်ဆောင်ချက်တွေကတော့အော့စကာပါပေးလို့ရတယ်။ဘာဖြစ်တာလဲငိုမနေနဲ့ငါ့ကိုတေးချပြောပြစမ်း။ကျွန်တော်ကဟိုတယ်ရမနေကြပါ။ကျွန်တော်တို့ဟိုတယ်ကိုရောက်ရှိလာခဲ့တဲ့သူတွေအကုန်လုံးကအမေကြီးချက်ထားတဲ့ပဲထမင်းအရန်စားကောင်းနေဆိုပြီးတော့ချီးကျူးကြတယ်လေ။ကျွန်တော်တို့ဟိုတယ်ကစဖုံမှုကကြတော့အလောက်ကောင်းနေထမင်းကိုမချက်တတ်ဘူး။အဲဒါကြောင့်တထေးကလည်း အတော်ကိုပဲအခုအလုပ်ပေးချင်နေတယ်ဒါဆိုရင်တော့သူရဲ့ဟိုတယ်ကအရင်တုန်းကချက်ပို့ပြီးအလုပ်ပို့ဖြစ်လာတော့မှလေကျွန်တော်ရဲ့စကားကိုလက်ခံပေးပါဗျာရပါတယ်ငါဒီမှာအလုပ်လုပ်တယ်လို့မျိုးနေရဲ့ဟိုတယ်မှာအလုပ်လာလုပ်ပေးလို့ရတယ်ဒီစကားကိုကြားတာနဲ့တော့နှက်ကွမ်းသာပြောရွှင်သွားခဲ့ပါပြီမန်နေဂျာကလည်းကန်သားကိုသူ့ဟိုတယ်ကိုခေါ်သွားလိုက်ပါတယ်နေထိုင်ဖို့အတွက်အခန်းကောင်းကောင်းတခန်းကိုလည်းစီစဉ်ပေးခဲ့ပါတယ်သူကဟိုတယ်မှာစဖို့မှုတရားအနေနဲ့အလုပ်လုပ်ကိုင်းခဲ့ပါတယ်အဖွားကိုချက်တဲ့ပေထမင်းကတော့ဟိုတယ်မှာနာမည်အကြီးဆုံးမြေမျိုးတစ်ခုဖြစ်လာခဲ့ပါတယ် တားလိုက်ရေဘလို့မစုံမင်းလောက်ခဲ့တဲ့အလောက်ကအရင်ကောင်းနေသီလားအတော်ကြီးရောက်လာတဲ့အချိန်ကစပြီးအဖေတို့ကုမ္ပဏီကအတော်လေးတိုးကြလာတယ်လူတွေကလည်းအတော်ကြီးချက်ထားတဲ့ပဲထမင်းကိုစားပြီးတော့ယူမှုနေကြတယ်ရော်နက်ကတော့အဖွားကိုအရှိမဘယ်တော့မှထွက်မလာခဲ့ပါဘူးသူ့အကြောင်းတွေကိုတီးသွားမှစိုးရိမ်နေကြလို့ပါဖခင်ဖြစ်သူကလည်းအဖွားအိုကြီးကိုလောက်ဆောင်ရအများကြီးပေးခဲ့ပါတယ်နောက်ဆုံးမှာတော့အဖွားအိုကြီးကဂေဟာလေးတစ်ခုဖွင့်လှစ်နိုင်သွားခဲ့ပါပြီသူရဲ့ရိတ်တာဆောင်လေးမှာတက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်လေးတွေအများကြီးနေထိုင်နေခဲ့ကြပါတယ် သတင်းထဲမှာလည်းပါလာခဲ့ပြီးတဲ့နောက်မှာသူရဲ့ရိတ်တာလေးကနိုင်ငံအနှံ့မှာနာမည်ကြီးသွားခဲ့ပါတယ်။ကြည့်ပါဦးရှင်းမရဲ့ဓာတ်ပုံသတင်းထဲပါလာခဲ့ရသီးလားသူကဟိုတယ်အကြီးကြီးမှာအလုပ်လုပ်နေတာပတ်စံတွေအများကြီးရှာနိုင်ပြီးဆိုတော့ကျမတို့ကမေ့သွားတော့ပြီ။ဘော်ရီစိတ်ပူနေရလဲငါတို့သွားကြမယ်။အမေကို၆ရက်ကံပြီးတောင်းပန်လိုက်မယ်ဆိုရင်တော့မရခွင့်လို့ပေးမှာပေါ့။ကန်တားရဲ့သားနဲ့ချွေမရိတ်သားဆောင်ကိုရောက်ရှိလာခဲ့တဲ့အခါမှာလုံချုံရင်အဆောင်တွေကသူတို့ကိုတားခဲ့ကြပါရဲ့။ခမရတို့ဘယ်သူလဲဆိုတာသိပါရဲ့။ခမရတို့ကိုဒီထက်လုံးဝဝင်ခွင့်မပေးဘူး။ တို့ကြာကြီးစောင့်နေခဲ့ကြပေမဲ့လုံချုံရေးကတော့သူတို့ကိုတော့ခွင့်မပေးခဲ့ပါဘူး။တစ်ဖက်မှာတော့ကန်တာကလည်းရော်နယ်ကိုသူ့အဖေနဲ့အတူတူတောင်းနေရတွေ့သွားခဲ့ပါရဲ့။သားလေးရဲ့နေငါ့ပေါ်ကောင်းပေးခဲ့သလောက်ငါ့သားအရင်တော့မကောင်းပေးခဲ့ဘူး။အမေရှိတဲ့သူကတော့တန်ဖိုးမထားတတ်ဘူး။ကျွန်တော်ရဲ့အမေကိုကျွန်တော်ဘယ်တော့မှမတွေ့ခဲ့ဘူး။အမေကြီးကိုတွေ့ခဲ့ရတဲ့အခါမှာတော့ကျွန်တော်အမေကလည်းအမေကြီးလိုဖြစ်လိမ့်မယ်လို့ထင်မိလို့ပါ။ဒီနောက်ကန်တာကလည်းရော်နယ်ရဲ့အိမ်မှာပျော်ရွှင်စွာနေထိုင်သွားခဲ့ပါရဲ့။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အိယာပေါ်မှာတေးပေါက်ချတဲ့ရခမဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။အခြေတဲ့မော်ဒီကားတို့ကတော့တယောက်ကိုတယောက်အယံကိုချစ်ကြပါတယ်။နှစ်ယောက်လုံးကလည်းမင်္ဂလာဆောင်နဲ့ပတ်သက်ပြီးစောရင်ပူပန်နေခဲ့ကြပါတယ်။တရားမှာတော့အခြေကမော်ဒီကားကိုစားတော့ဆိုင်တဆိုင်မှာချိန်လိုက်ပါတယ်။ကျမတို့ပဲအချိန်ထိအခုလိုမျိုးခိုးကြောက်ခိုးအပ်တွေ့နေရအောင်ပါလေ။ရှင်အခုချိန်ထိကျမတို့အကြောင်းရှင်းမေကိုပြောပြရသေးဘူးလား။ ဆောင်ရည်ဒီအရန်ကိုအေးလုံးနေပါရဲဆိုနေမှာကျမခဏခဏအပြင်ထွက်ပြီးတော့ရှင်နဲ့တွေ့ရတာအဆင်မပြေဘူးနော်။ကဲကောင်းပြီထောက်ငါတို့ဒီနေ့ပဲအမေနဲ့ဒီကိစ္စစကားသွားပြောကြရအောင်။အကြီးကလည်းမိုရီကာရဲ့လက်ကိုဆွဲကင်ပြီးနောက်မှာတော့ချက်ချင်းပဲအင်ကိုခေါ်လာခေလိုက်ပါရီ။မိခင်ဖြစ်သူကတတော်လေးကိုမောင်းမာရေးကြံတန်းနဲ့အမျိုးသမီးတယောက်ဆိုပေမဲ့မိုနီကာကတော့အရန်ကိုယူတာပြီးလိမ်မာရေးချရှိလောလာပါရီ။အမေမိုနီကာကပညာလဲတတ်တယ်လို့မျိုးအရန်တော်တယ်လိမ်လဲလိမ်မာရီလီ။အမေပြောတဲ့အတိုင်းပဲသူကနေပါလိမ့်မယ်အမေရဲ့ သူကအလုပ်တွေအားလုံးကိုလည်းတည်တည်ချာချာလုပ်တတ်တယ်။အမေအမေခိုင်းတဲ့အလုပ်တွေအားလုံးကိုလည်းကျမတည်တည်ချာချာလုပ်ပါမယ်။ကျမမလုပ်နိုင်တဲ့အလုပ်ရယ်လို့ရှိကုန်မရှိဘူး။တကယ်လို့မရောဘူးဆိုလို့ရှင်တော့ကျမကိုအမေဆောင်ပွဲဆက်လို့ရပါတယ်။ကျမအဖက်ဖက်ကနေပြီးတော့အောင်မြင်အောင်ကြိုးစားမယ်။အခြေနဲ့မော်နီကာတော့နှစ်ယောက်လုံးကလည်းတည်တည်ချာချာဆုံးဖြတ်ချခိုင်မာလုံးနေခဲ့ကြတဲ့အတွက်မိခင်ဖြစ်သူကမတတာတဲ့အဆုံးမှာတော့မင်္ဂလာဆောင်ကိုသဘောကျူလက်ခံပေးခဲ့ရပါတယ်။ဒါပေမဲ့သူကတော့မော်နီကာကိုသဘောမချတဲ့အတွက်ကြောင့်မို့လို့ဒေါသအမြဲတမ်းထွက်နေတတ်ပါတယ်။ နှစ်လအတွင်းမှာနှစ်ယောက်လုံးကတော့လက်ထပ်ခဲ့ကြပါပြီ။တစ်ဖက်မှာမိုနီကာနဲ့အခြေတော်နှစ်ယောက်လုံးကတော့မင်္ဂလာဆောင်ပြီးပထမဦးဆောင်နေ့ရက်နေ့မှာအရန်ကိုဝမ်းသာပျော်ရွှင်နေခဲ့ကြပါရဲ့။နှစ်ယောက်လုံးကလည်းပျော်စရာကောင်းတဲ့စကားတွေကိုသာပြောဆိုနေခဲ့ကြတဲ့အချိန်တခြားအခန်းထဲမှာရှိတဲ့မိုနီကာရဲ့ခမကတော့ချွေးမလေးကိုဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးအစီအစဉ်တွေချနေခဲ့ရပေါ့။မိုနီကာဆိုတဲ့ဒီမိန်ကလေးသူ့ဟာသူတတော်လေးလဲဝဲလွန်းတယ်လို့ထင်နေရလေ။ငါသားလေးကသူ့ကိုချစ်တယ်လို့ပြောလို့တော့ငါဒီမင်္ဂလာဆောင်ကိုသဘောတူလက်ခံပေးခဲ့တာ။ မဟုတ်ဘူးဆိုလို့ရှင်တော့ငါသဘောကျနဲ့တတ်တဲ့ main ကလေးကိုပဲရှာပြီးတော့လက်ထပ်ပြီးတယ်။ကဲထားပါလေဘာပဲဖြစ်ဖြစ်ပြီးသွားတဲ့ကိစ္စကပြီးသွားပြီ။သူ့ကိုတော့ငါလုံးဝမကျေနပ်ဘူးကျင်းနေပေါ့လက်စားချိန်မှဖြစ်မယ်။နောက်နေ့မနက်မိုးလေးမိုနီကာအိယာကနိုးထလာခဲ့တဲ့ခါမှရေမိုးချုပ်ပြီးဖျားရှိခိုးလိုက်ပါတယ်။သူမလဖေးနဲ့မုတ်တွေကိုလည်းလှုပ်ပေးလိုက်ပါတယ်။ဒီနောက်မှာတော့ရခမဖြစ်သူကပြောခဲ့ပါတယ်။ချွေးမလေးရေငါတို့ကအိယာကင်းအမြဲတမ်းလဲတယ်အဲ့ရခင်မလဲတဲ့နေဆိုတာမရှိဘူးအင်ကိုလည်းတန့်ရှင်တောက်ပြောင်နေအောင်ထားတာညက်ပတ်တာတစက်ကလေးမှမကြိုက်ဘူးနော် အိတ်အုံလုံးကိုနေတေချာတန့်ရှင်လုံးလိုက်အောင်ဂျာနဲ့လုတ်တွေကိုတော့ပြီးမှအေးစိတ်လုံးလို့ရတယ်။ထွေမလေးတန့်ရှင်သွားလုံးနေခဲ့တဲ့အခါမှာရခမဖြစ်သူကတော့သူ့သားလေးရဲ့အခန်းထဲကိုဝင်လာခဲ့ပါရည်။ကေမိုနီကာရေးစောင်းရသည်မှာအိယာကင်ဘလို့တန့်ရှင်လုံးရလဲဆိုတာကိုငါပြမယ်။ရခမပါလဲဆိုတာကိုနေလဲကောင်းကောင်းသိရမယ်။ဒီလိုနဲ့ရခမဖြစ်သူကလည်းအကြီးရဲ့အိယာပေါ်တက်ပြီးသိပေါချလိုက်ပါရည်။ဒီနောက်သူအေးအေးဆေးဆေးအပြင်ကိုပြန်ထွက်လာခဲ့လိုက်ပါရည်။ ခဏနေတော့အခြေအရာကနိုးထလာခဲ့ပြီးစုံနေတဲ့အရာကင်းကိုတွေ့ကြရတဲ့အခါမှာအံ့အားတင်သွားရပါတယ်။ဒါဘလို့ဖြစ်တာလဲအရာကင်းကစုံနေတယ်။မိုနီကာရေမိုနီကာမိုနီကာကလည်းအခန်းထဲကိုဝင်လာခဲ့လာရပါတယ်။ဒီမှာကြည့်ပါအောင်အရာကင်းကဘလို့ဖြစ်ပြီးတော့စုံနေရတာလဲ။အော်တားရဲ့စောင်းရည်ဒီအရန်ကိုအေးတာဆိုတော့ဖြစ်တတ်ပါတယ်။ရေရီပါရီမှောက်ကြသွားတာများလား။ဒါမှမဟုတ်နေမိန်မကလည်းအရာပေါ်တေးပေါက်ချတာဖြစ်မှာပေါ့။အရန်အေးနေတဲ့အခါကျတော့သူလည်းအိမ်သာအထီးထမသွားနိုင်လို့လှုပ်လိုက်တာဖြစ်မယ်နော်။ အော်မဟုတ်တာအမေရဲ့အဲ့လိုကျွန်မမလုပ်ပါဘူး။ကဲထားလိုက်ပါတော့ရှင်ရပါတယ်ဖြစ်တဲ့ကိစ္စဖြစ်ပြီးသွားပြီဆိုတော့ကျွန်မတန့်ရှင်ရင်လုံလိုက်တော့မယ်နော်။မိုနီကာကလည်းဘာတခေါမှပြောမနေတော့ဘဲနဲ့အိယာကင်းလဲလိုက်ပါရီ။ရခေါမကလည်းစိတ်ထဲကနေကြိတ်ပြီးဝမ်းသာပျော်ရွှင်နေခဲ့ပါရီ။အေးချွေးမလေးရေနေရဲ့တီးခတ်နိုင်စွဲကတော့အမခံပဲ။ဒါပေမဲ့ငါနေ့ကိုစောင့်ကြည့်နေမယ်ဘယ်အချိန်ထိတီးခတ်နိုင်မလဲဆိုတော့ကိုလေ။မိုနီကာအိမ်လုံးတွင်နဲ့လှုပ်ရှုံနေတတ်ပါရဲ့ရခမကတော့တစ်ချိန်ကုန်လုံးရေတောက်နေတတ်ပြီးတစ်ချိန်ကုန်လုံးသေးပေါက်ချနေပါရဲ့ မိုနီကာကလည်းဘာတခေါမှပြောမနေဘဲနဲ့အိယာကင်းအမြဲတမ်းလဲပေးပါရီသူ့ကိုအခုငါထပ်ပြီးသင်ခန်းစာပေးရမယ်အမေနေ့စဉ်နေ့တိုင်းအိယာကစုံနေရတော့ဒါတော့မဟုတ်သေးဘူးအမေအနေနဲ့စေကံပြားသိမ့်ပြီလို့ကျွန်တော်ကတော့ထင်တယ်သားရဲ့အမေကြမ်းမာရဲ့အခြေအနေကောင်းပါတယ်ရှာဒီဦးတို့အရန်ကိုအေးလို့နေတာဆိုတော့အမေလည်းမတားနိုင်ဘူးလေနေဘာမှလည်းအရန်ကြီးစိုးရင်ပုံပန်မနေပါနဲ့ဟုတ်ပြီလားမိုနီကာရေးရေးဒါရီအားလုံးဘလို့ဖြစ်နေရလဲဆိုတော့ကိုတော့ငါလည်းတကယ်နားမလဲတော့ဘူးဒီလားအမေဘာဖြစ်လို့များခဏခဏဒီလိုလုပ်နေလဲမသိတော့ဘူး ရှင်ကလည်းအမေကိုဘာမှသွားပြီးတော့ပြောမနေနဲ့ကျမကြိတ်ကြက်ပြီးတော့လှုပ်လိုက်မယ်နော်ကျမထိန်းတက်ပါတယ်ပထမပိုင်းတော့ဆိုလို့ရှင်တော့ငါတို့ရဲ့အဲ့ရတွေအများနဲ့ပဲဆိုရွှဲနေကြရောနောက်ပိုင်းကျတော့အမေရဲ့အဲ့ရခင်းတွေကပဲအများနဲ့ဆိုနေတယ်ဒါဆိုရင်တော့တေးကြတယ်ငါတို့အဲ့ရပေါ်မှာလည်းတမင်တက်တက်အမေပဲတေးပေါက်ချတာဖြစ်ရမယ်ရှင်ကလည်းအမေသတိမထားမိလို့ဖြစ်မှာပေါ့တမင်တက်တက်တော့ဘယ်သူကလှုပ်မှာလဲကျမတို့ဒီကိစ္စကိုခဏခဏပြောနေမယ်ဆိုရင်တော့တော်တော်လေးကိုစိတ်ဆိုးသွားလိမ့်မယ်နော်အကြီးကလည်းခေါင်းညှိပြပြီးတော့အခန်းအပြင်ကိုထွက်သွားခဲ့ပါတယ် အမေကတငယ်ပြန်နေပြီလားမသိပါဘူးအဲ့ရထဲမှာခဏခဏသေးပေါက်ချနေတယ်ဒီကိစ္စကိုအမေဘယ်သူ့ကိုမှမပြောပြချင်လို့များလားအကြီးကလည်းအရန်ကိုစောရင်ပုတ်ပါနေခဲ့ပြီးနောက်မှာတော့အလောက်ကိုထွက်ခွာသွားခဲ့ပါတယ်တဖက်မှာရောက်ကမဖြစ်တော့ကတော့ချွေးမလေးကိုအမြဲတမ်းပဲအမိတ်ပေးစီခိုင်းနေခဲ့ပါတယ်အရာခင်ကိုတန်ရှင်ရေလုပ်ပြီးသွားတဲ့အခါမှာရောက်ကမကပြောခဲ့ပါတယ်နေတန်ရှင်ရေလုပ်ပြီးသွားပြီးဆိုရင်တော့ငါအတွက်အကြောင်းနဲ့လဖေးရွှေခဲ့ကောင်းပါပြီအမေကျမကိုအချိန်15မိနစ်လောက်ပဲပေးပါနော်ကျမအမြန်ဆုံးအကြောင်းကြောက်ခဲ့ပေးပါမရှင် နေရိုးသွားပြီလားအခုလည်းနေမယ်နေတန့်ရှင်ရဲ့လောက်ထားတာဆိုတော့အရင်ဆုံးရေသွားချိုးလိုက်ရေချိုးပြီးသွားတဲ့အခါကျတော့မှပဲနေမိဖို့ခံနေဝင်ပြီးတော့ကြာနေအလောက်တွေကိုလှုပ်လေမဟုတ်ရင်တော့ငါနဲ့ကို၆ပြိုင်ချိုးပြမှာကောင်းပြီလေဒါဆိုရင်တော့ကျမအရင်ဆုံးရေသွားချိုးလိုက်အောင်မယ်နော်အခုလည်းနေမယ်မိုနီကာတယောက်တန့်ရှင်လောက်ထားရတာအရင်အောင်အေးနေခဲ့ပါလေကျမအရင်ဆုံးရေသွားချိုးခဲ့ရပါလေမိုနီကာတယောက်အရင်အောင်ကိုအေးလွန်လို့တောင်းရှင်နေခဲ့ပါပြီဒီနောက်ကျမကလည်းမိဖို့ခံနေဝင်သွားပြီးအကြော်ကြော်ပြီးလက်ဖေးဖြော်လာခဲ့လိုက်ပါလေ ကဲကောင်းတဲ့ချွေးမလေးရေငါစားလို့ပြီးသွားပြီဆိုတော့အခန်းထဲမှာခဏလောက်အနာသွားရှူလိုက်အောင်မယ်နော်။ငါနဲ့ကိုအတန်ပေးတဲ့အခါကျရင်တော့နေအခန်းထဲချက်ချင်းဝင်ခဲ့ကြလား။ဟုတ်ကဲ့ပါအမေ။အမေတို့အတည့်အခါအတန်ပေးလိုက်ပါ။ကျမချက်ချင်းပဲဝင်လာခဲ့လိုက်မယ်နော်။မိုနီကာအခန်းထဲကိုဝင်သွားခဲ့တဲ့အခါမှာရခမဖြစ်သူကရေတွေအများကြီးတောက်ပြလိုက်ပါလေ။သူကအိတ်နေခဲရင်နဲ့တေပေါက်ချပြပါလေ။တေပေါက်ချပြီးတဲ့နောက်မှာချွေးမလေးကိုသူခေါ်လိုက်ပါလေ။ချွေးမလေးရေငါရဲ့အိတ်ရကိုတန့်ရှင်ရင်လာလို့ပြီးအောင် ချိန်မလီကလည်းအခန်းထဲဝင်လာခဲ့တဲ့အခါမှာအိယာအကွာလိုက်စုံနေအောင်ကိုတွေးခဲ့ရပြန်ပါတယ်။အရန်ကိုအေးနေတဲ့အချိန်မှာသူကတန့်ရှင်ရဲ့ထလှုပ်ပေးခဲ့ပြန်ပါတယ်။သူမှနောက်တစ်ချိန်ရေချိုးဖို့အတွက်ဝင်သွားခဲ့ရပါတယ်။ညစာထမင်းဟင်းလဲချက်ပြုတ်ရအောင်မယ်မဟုတ်လား။အလောက်အတော်လေးကိုလှုပ်ချင်နေခဲ့တယ်မဟုတ်လား။ငါပြောတဲ့အတိုင်းလုပ်မယ်ဆိုပြီးတော့နေငါ့ကိုပြောခဲ့တာလေ။အခုအလောက်တွေတလောက်ကြောင်မှလုပ်နေရတော့နေအရန်ကိုဝမ်းသာပြောရွှင်နေမှာပေါ့နော်။အဲ့ဒါကြောင့်ပြောကြတာစကတ်ကြီးစကတ်ကျဲပြောရတာအရန်လွယ်တယ်။အလောက်လုပ်ရတာကတော့ဒီလောက်ထိလွယ်တဲ့ကိစ္စမဟုတ်ဘူး။ အခုဆိုရင်တော့ဒါတွေအကုန်လုံးကနေစဉ်နေတိုင်းလိုလိုဖြစ်နေခဲ့ပါပြီ။ရခမာကတော့နေစဉ်နေတိုင်းခဏခဏတေးပေါချတတ်ပါတယ်။မိုနီကာကတော့အေးရတဲ့ကြားတဲ့တန့်ရှင်ရဲ့အမြဲတမ်းလှုပ်ပြီးတော့ရေခဏခဏချိုးနေရပါတယ်။သူမရေမိုးချိုးတန့်ဆင်ပြီးတဲ့အခါမှာထမင်းဟင်းချက်ပြုတ်ရပါတယ်။အေးကြံကလည်းလွန်ကဲလာခဲ့တဲ့နောက်မှာတော့သူမအားမရှိတော့ပါဘူးဒီလောက်ထိများတဲ့အလုပ်တွေကိုလုပ်ရင်းနဲ့သူမတရက်နေမကောင်းဖြစ်သွားပါတယ်သူမခန္ဓာကိုယ်တစ်ခုလုံးကြိုက်ခဲနေခဲ့ပြီးအိမ်ဟာပေါ်လဲသွားခဲ့ပါတယ် မော်နီကာမင်းအရန်ကိုနေမကောင်းဖြစ်နေတဲ့ဆရာဝန်ကမင်းကိုအနားယူဖို့အတွက်လည်းပြောထားတယ်။သူသားဒီလိုလှဲနေမယ်ဆိုရင်တော့ဘယ်သူကအလုပ်လုပ်မလဲ။မော်နီကာညာဘက်တွေဆိုရင်တော့အေယာပေါ်မှာပဲတေးပေါက်ချမိသွားတတ်ပါတယ်။သူမှအရန်ကိုအားနေနေပြီ။အေယာကနေရောမထနိုင်တော့လို့ပါ။ယခုမှကိုယ်တိုင်ပဲအလုပ်တွေအားလုံးလုပ်ခဲ့ရပါတယ်။အိုဖျားသခင်ဒီလောက်ကခတ်ခဲလိုက်တာချွေးမလေးကိုဒုက္ခပေးမယ်ဆိုနေမှာငါကိုယ်တိုင်ဒုက္ခရောက်နေရပြီ။ငါရဲ့ချွေးမလေးအေးခဲရတဲ့အထက်ဘလောက်တောင်ဒုက္ခရောက်ခဲ့မလဲဆိုတော့ငါအခုမှနားလေတော့တယ်။ အမေရဲ့ကျမကိုခွင့်လပါကျမနမိုနီယာဖြစ်တာနဲ့တို့ပါတယ်ထတာမထနိုင်ဘူးကျမတမင်တတလုံနေတာဘာမှမရှိဘူးနော်ငါးနေကိုတမင်တတလုံနေရဲ့လို့ပြောလို့လားဆရာဝန်ကိုယ်တိုင်ကပြောသွားတာငါလည်းကြားတာပဲလေအမေဆုံးဆေးတောက်ပြီးတော့နေပြန်ကောင်းသွားအောင်လှုပ်ဆမ်းပါရခမောကလည်းရပေါင်းများစွာကြောင့်အေးရခင်တန်ရှင်ရဲ့လုံနေရင်လည်းစိတ်ညစ်နေခဲ့ပါပြီတရမှာတော့ရခမောဖြစ်သူလည်းထပ်ပြီးတီးမခံနိုင်တော့ပါဘူးနောက်ဆုံးမှာတော့သူကလည်းအမှန်တရားတွေကိုဝန်ခံဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ် ငါခွဲလို့ကြပါခလေးတို့ရဲ့ငါတောင်းပန်ပါတယ်ငါတမင်တတ်တတ်အဲ့ရဆိုအောင်လုပ်ခဲ့မိရဲ့ငါချွေးမလေးကိုဒုက္ခပေးခြင်းခဲ့တာငါဘလောက်ကြောင့်မှမရွှင်ခဲ့လဲဆိုတာကိုတော့အခုမှပဲသိတော့တယ်တခြားသူတွေကိုဒုက္ခပေးပြီးငါတို့ကိုယ်တိုင်ဘယ်တော့မှအေးအေးဆေးဆေးနေထိုင်နိုင်မှာမဟုတ်ဘူးဆိုတာအခုမှပဲသိတော့တယ်အမေအမှန်တရားကိုလက်ခံလိုက်တယ်ဆိုတာကိုတော့ကျမတကယ်သဘောကျပါတယ်အမေရှေ့ဆက်ပြီးအခုလိုမလုပ်တော့ဘူးဆိုတဲ့ဂတိကိုပေးပါအေးပါချွေးမလေးရဲ့ဂတိပေးရနော်ရှေ့ဆက်ပြီးဘယ်တော့မှအခုလိုအလုပ်တွေကိုထပ်ပြီးတော့မလုပ်တော့ဘူးနင့်ကိုလည်းကောင်းကောင်းပြုစုပေးမယ် ရခမဖြစ်သူကမိုနီကာကိုကောင်းကောင်းပြုစုပေးခဲ့ပါတယ်။မိုနီကာလည်းတဖြည်းဖြည်းနဲ့နေပြန်ကောင်းကြမလာခဲ့ပါတယ်။ရခမကမိုနီကာရဲ့ခြေထောက်ကိုနှိပ်ပေးနေခဲ့တာကိုအကြီးကတော့ကြည့်ပြီးပြောနေခဲ့ပါတယ်။အမေတို့နှစ်ယောက်အခုကြည့်ရတာအရန်ချစ်စရာကောင်းတာပဲဗျာ။အေးပါ၊ဒါရဲ့အခုတော့အမေနားလဲသွားပြီ။ချွေမဆိုတာကလည်းသမီးတယောက်နဲ့အတူတူပါပဲ။ဖယားသခင်ကငါ့ကိုပြန်ပြီးဝတ်လဲစေခဲ့တယ်။ငါမိုနီကာပေါ်လုံခဲ့တဲ့အရာတွေအကုန်လုံးအတွက်ငါပြန်ပြီးတော့ပေးဆက်ပြီးသွားပြီ။ဘာဖြစ်ဖြစ်ကောင်းတော့လဲကောင်းပါရဲ့။ငါရဲ့အမားတွေအကုန်လုံးအတွက်ငါနောက်ကျရခဲ့ပြီ။ ငါရဲ့ချွေးမလေးအရန်သနာစရာကောင်းတယ်။ငါ့ကိုအမြဲတမ်းပဲနင်းနေညံ့ပြူးစုဆောက်ရှောက်ပေးခဲ့တယ်။ငါတမင်တတဲအဲ့ရဆိုးအောင်လုပ်နေခဲ့တယ်ဆိုတော့ကိုနဲ့သူသိတယ်။ဒါရမသူငါ့ကိုဘယ်တော့မှမပါတခေါ်မှစောတကတက်ပြီးပြောဆိုခဲ့ဘူးတော့မျိုးမရှိဘူး။ဒီနေ့ခေတ်မှာဒီလိုချွေးမမျိုးဘယ်သူကရသေးလို့လဲ။ဒီပုံမြင်လေးကလည်းရရှိတဲ့တင်ကန်းစားကတော့အိမ်ကချွေးမလေးကိုတမီတယောက်လိုမျိုးပဲပြူးစုပေးတယ်မှာလေ။သူကလည်းတခြားအိမ်ကတမီလေးမဟုတ်လား။မိသားစုဝင်အချင်းချင်းလက်စားချေတယ်ဆိုတော့ကောင်းတဲ့ကိစ္စမဟုတ်ပါဘူး။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်